အမေရိကန်ပြည်တော်စုမှကြောင်းလာတက်မဲ့တရုတ်ကျောင်းသားတွေပေါ့ဗီဇာပိတ်ပင်မှုတွေထိထိရောက်ရောက်လှုပ်ဆောင်မဲ့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးရဲ့အစီအစဉ်ကိုတရုတ်နိုင်ငံဆိုရဘက်ကလည်းတောက်ကြံနေကကန့်ကွက်ခဲ့ပါတယ်။အမေရိကန်အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့တရုတ်ကျောင်းသားဗီဇာတွေကိုမတရားဖြတ်သိမ်းတာဟာကျောင်းသားတွေရဲ့တရားဝင်အခွင့်အရေးကိုအပြင်းထန်ထိခိုက်စေတဲ့ နှစ်နိုင်ငံရဲ့ချင်းမှုဖလှယ်ရေးကိုလည်းထိခိုက်လို့ဒီကိစ္စကိုပြင်းပြင်းထန်ထန်တရားဝင်ကန့်ကွက်စွာတင်သွင်းပါတယ်လို့တရုတ်နိုင်ငံဆိုင်ဝန်ကြီးဌာနကပြောဆိုပါတယ်။အခုလိုလှုပ်ဆောင်လာဟာနိုင်ငံရေးအရခွဲခြားဆက်ဆံတာဖြစ်တယ်။ American ဆိုရကအမြဲတစေကြွေးကြော်နေတဲ့လွတ်လပ်မှုနဲ့ပွင့်လင်းမြေသားမှုဆိုတာမဟုတ်မမှန်တဲ့အကြောင်းသက်သေပြလိုက်တာဖြစ်တယ်။ American နိုင်ငံရဲ့နိုင်ငံတကာပုံရိပ်နဲ့နိုင်ငံဂုံတိတ်ခါကိုပဲထိခိုက်စေမှာဖြစ်တယ်လို့တရုတ်နိုင်ငံဆိုင်ဌာနပြောခွင့်ရသူကပြောဆိုခဲ့ပါတယ်။ American နိုင်ငံဆိုင်ဝန်ကြီး Rubio က တရုတ်ကွန်မြူနတီပါတီနဲ့ဆက်နွယ်နေသူတွေဒါမှမဟုတ်အမေရိကန်တက္ကသိုလ်တွေမှာအရေးပါတဲ့ပညာရေးနယ်ပယ်တွေမှာပညာသင်ကြားနေကြတဲ့တရုတ်ကျောင်းသားဗီဇာတွေကိုထိထိရောက်ရောက်ဖြတ်သိမ်းမယ်လို့ထုတ်ပြန်ခဲ့တဲ့အပြင်အမေရိကန်တက္ကသိုလ်ဝင်ခွင့်ကျောင်းသားဗီဇာအင်တာဗျူးတွေကိုလည်းရပ်ဆိုင်းထားဖို့ထုတ်ပြန်ထားတာပါအမေရိကန်နိုင်ငံရဲ့ Harvard တက္ကသိုလ်မှာတရုတ်သမ္မတရှီချင်းဖင်ရဲ့သမီးလည်းနာမည်တူးနဲ့တက်ရောက်ခဲ့ဘူးတာအပြင်လက်ရှိလည်းအမေရိကန်တက္ကသိုလ်တွေမှာတရုတ်ကျောင်းသား2,500ကျော်တက်ရောက်နေကြတာပါ ။ Reagan တက္ကသိုလ်တွေစီးပွားရေးနဲ့သုတေသနစင်တာတွေမှာအဓိကကျတဲ့ကျွမ်းကျင်မှုနဲ့ရည်ချင်းတွေပေါ်ဒီဖိဗေမှုကကြီးကြီးမားမားအကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ဥပဒေကြောင်းအရစင်ခေါ်မှုတွေလည်းဖြစ်လာနိုင်တာပါ။မကြခင်ကပဲသမ္မတဒေါ်နယ်ထရန့်ရဲ့ Harvard တက္ကသိုလ်နိုင်ငံတကာကျောင်းသားဝင်ခွင့်ပိတ်ပင်မှုကို Federal တရားသူကြီးတူက Harvard တက္ကသိုလ်ကိုတိုက်ရိုက်ထိခိုက်နိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ယာယီပိတ်ပင်လိုက်ပါတယ်။လက်ရှိဖြစ်နေတဲ့တရုတ်နဲ့ American ကုန်သွယ်ရေးစစ်ပွဲမှာဒီကျောင်းသားဗီဇာဖြတ်သိမ်းမှုက နောက်ထပ်နှစ်နိုင်ငံကြားအငင်းပွားစရာကိစ္စအသစ်တစ်ခုပေါင်းဝင်လာတာလည်းဖြစ်ပါလေခင်ဗျာ။